2009-2010ခရီးကအေယာဝတီမြကူတနာညောင်တုံးဖီဆောက်ရေးအတွက်ညေရီသိမ်းယူ ခံခဲ့ရတဲ့ဒေသခံတွေကတီးနယ်ရော်ကြီးချို့သာရခဲ့ပေမဲ့အခုထိညေရီရော်ကြီးမပေးသေးလို့ပြန်စီစစ်ပေးဖို့ဇန်နဝါရီ26ရက်နေ့ကမြမဆိုးရကိုတောင်းဆိုခဲ့ကြပါတယ်။ညောင်တုံးတတာ ကားလန်းရထားလန်းစီမံကိန်းနဲ့ပါခဲ့တဲ့စင်းဖြုံအုပ်စုကကြီးကန်းတိုက်ကြီးရွာနဲ့စက်ကော်ရေးလေအုပ်ကျွန်းတာဝရွာသစ်ကြီးရွာတွေက ညေရီအတ္တမသိမ်းစီခံခဲ့ရပြီး2012မှာတော့ရွာသား38ယောက်ကတနစ်စာတီးနှံရော်ကြီးရခဲ့ပေမဲ့လုံးဝပျက်စီးသွားတဲ့လေယာမြေတွေအတွက်အစိုးရနဲ့မြေယာရော်ကြီးဖြစ် စီရင်နေကောက်ပြီးညီလူမျှလူပေးရစေချင်တယ်လို့ကျွန်းတာဝကြီးရော်ကဦးလာမိုးအောင်က ပြောပါရယ် 2012ခုမှာကျွန်တော်တို့အမေရိကန်ဒေါ်လာပြည်သလားကုမ္ပဏီကပဲပြည်သလားလို့နော်။ဒါရောကြီးတစ်နှစ်စာပြီးခဲ့ပါတယ်။ဒီတစ်ခုလုံးဒါအကြံရှိတဲ့ပုံပုံများလဲရောကြီးများရှိတဲ့ပုံပုံများလဲရှိပါတယ်။အဲဒီရရောကြီးပြီးနံရောကြီးပြီးတဲ့နေရာမှာလဲကျွန်တော်တို့တစ်နှစ်စာပြီးနံတော့ပျက်စီးသွားပြီ။သို့တော်လည်းတစ်နှစ်စာပြက်ပြီးတစ်သက်စာကတော့လုံစာလို့မရတဲ့ညီကြီးတွေကိုလည်းစစ်စစ်စီပြီးပါတယ်။ဒီနှစ်ဆယ်ရန်တရားတွေတွားတော့လမ်းပျက်စီးသွားပြီးမှနောက်နှစ်ပြန်လုံစာလို့ရရင်တော့ခံစားနေတော့ပေါ့။တစ်သက် က်စာလုံစာလို့မရတော့ဘူး။သာဝရပြစ်စီသွားတဲ့နေရာတိုင်းရာဒေသတွေရှိတယ်။အဲ့ဒါကိုနိုင်ငံတော်ဆိုတာနေရာရောကြီးတိကျစင်းစရာကောက်ပြီးတော့ပေးတင်တာပေါ့။သူ့ရဲ့လေလေးတက်တမ5ဤကတီးနံရောကြီးရခဲ့ပြီမဲ့ညရာရောကြီးတော့လုံးဝမရခဲ့တဲ့အကြောင်းဆိုရကိုမနစ်ကအကျဉ်းချင်းစာတင်ခဲ့ပေမဲ့အခုထိဘာမှမထူးခြားဘူးလို့ရန်ကုန်မြို့ MGN ရုံးခန်းမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါဗျ။ညောင်နှုန်းနာစီမံကိန်းကြောင့် လေနေဧကပါသွားခဲ့ပြီးတီးနံရောလေယာပါဆုံးရှုံးခဲ့ရတဲ့ကြီးကန်းတိုက်ကြီးရွာကဥလော်ရင်ကတီးနံရောကြီးပေးရမှာလဲပွင့်လင်းမြင်သာမှုမရှိဘဲတီးနံရောကြီးဇာကာလာနင်နာကြီးနဲ့ညီအားရောကြီးဆိုပြီးပေးတင်တယ်လို့ပြောပါရယ်တိုင်ချန်းထားတာမထူးကြပါဘဲဆက်ပြီးတောင်းဆိုနေမှာပါလို့ဆိုပါရယ် ဆရာလုံးတော်တော်များများတော့မရသေးကြပါဘူးရတာနေသားမှလည်းရတာလည်းအ ਨੇ စုတော့ပဲရပါဘူး။အ ਨੇ စုရတာလည်းဘူလိုပေးရတာချေချင်းချင်းမရှိဘူး။ပြီးနေဆိုလည်းပြီးနေထွက်လို့ဘလိုဘလိုညမတစ်ချိန်ပေးရတာမရှိဘူး။နောက်ဒုတိယချိန်ကမှဟောပြီးနေကဒီကောက်ကိုဆက်လေးလေးနိုးဒီကလေးလေးစေးအဲ့လိုပေးရတာရှိလို့မြေကြီးကတော့သူတို့လုံးဝမကြုံဘူး။